မင်္ဂလာပါဒီကလပ်ကိုကြွားပြတဲ့ယေစုမြားကြီးတင်ပါတယ်ပထမဆုံးပြောချင်တာကဒီကလပ်လေးမှာဒီ YouTube creator နဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့တော့ကလပ်လေးလောက်ထားတာဗောနော်ကလပ်လောက်ထားဆိုတော့ကျွန်တော်လည်းဝါသနာရှင်ဖြစ်တဲ့အတွက်လေ့လာနေတဲ့ဖြစ်တဲ့အတွက်ကျွန်တော်သိတာတွေတက်တာတွေအကုန်လုံးဒီ class လေးမှာကျွန်တော်ဝင်မြပေးမယ်ဆိုပြီးတော့မှလုပ်ပြသွားတာဗောနော်အဲ့တော့ အများကြီးရှိတယ်တော့မဟုတ်ဘူးတယောက်စနှစ်ယောက်စဆိုလည်းကျွန်တော်ဒီကလပ်မှာကျွန်တော် share လုပ်ပေးမှာပါအဲတယောက်တည်းရှိတယ်ဆိုလည်း share လုပ်ပေးမှာပေါ့နော်အများကြီးရှိတယ်ဆိုလည်း share လုပ်ပေးမှာပါဆက်ပြီးတော့မှမြေတားရက်ခတ်ချင်တာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ပတ်စံမျက်နှာတခုတည်းနဲ့ creator ဘဝတဲ့ youtuber ဘဝတဲ့ကိုမဝင်လာပါနဲ့ဘာဖြစ်လို့လဲဆိုတော့ favor တက်လို့ပါအဲ့တော့ဘာဖြစ်လို့ဒီစကားပြောလဲဆိုတော့အကြောင်းရှိပါတယ် creator တွေ youtuber တွေဆိုတာကပရမအူဆုံးစလုပ်မယ်ဆိုရင် အားပေးမှုတွေ view တွေ follower တွေ subscriber တွေရှိမှာမဟုတ်ပါဘူး fan တွေရှိမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲကျွန်တော်တို့စာလုံးကနေစရလို့ပါ0ကနေစရလို့ပါနော်စာလုံးကနေစပြီးစလိမ့်နေဆုံးရမယ်ဆိုတော့အလုပ်တစ်ခုကိုလုပ်ရမယ်ဆိုတော့လေအဲ့တော့ကျွန်တော်တို့အားပတ်စံဘယ်လောက်ရလို့လူများကိုလူများ channel တွေကြည့်တယ်လူများ youtuber တွေကြည့်တယ်တခြား creator တွေကိုကြည့်ပြီးတော့မှအဲ့လိုကိုလည်းသူတို့လှုပ်ရှင်တယ်သူတို့ပတ်စံရကျင်တယ်ပတ်စံကြီးတခုမျက်နာပတ်စံကြီးမျက်နာတခုတည်းနဲ့ပဲဒီလောကတွေကိုဝင်လာမယ်ဆိုရင်စိတ်ပြက်စရာတွေစိတ်ညစ်စရာတွေ ဒီကြုံပြီးတော့မှ favor တက်တယ်ပေါ့နော်အဲ့လို favor တက်တယ်အဲ့ဒါကိုဘာဖြစ်လို့ကျွန်တော်ပြောလဲဆိုတော့ကျွန်တော်ကျွန်တော် YouTuber ခီလန်အစတုန်းကကျွန်တော်အဲ့ဒီလိုမျိုးပြဿနာတွေခဏခဏတက်တယ်ပေါ့နော်အဲ့လိုမျိုးပြဿနာတွေမတက်အောင်အဲ့လိုမျိုးပြဿနာတွေမဖြစ်အောင်ကျွန်တော်ဒီစကားပြောတာဖြစ်ပါတယ်အဲ့တော့ကပတ်စံမျက်နှာတစ်ခုတည်းနဲ့ကျွန်တော်တို့ YouTuber creator ဘဝတွေကိုမဝင်လာပါနဲ့ကျွန်တော်ကြိုပြောပါတယ်အခု ဒီကလပ်လေးမှာ join နေတဲ့သူတွေအကုန်လုံးကိုလည်းမေတ္တာရက်ခံတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘဝအစကျွန်တော်တို့ creator တွေကျွန်တော်တို့ youtuber ဘဝအစကအဲ့လိုမျိုးမလှခဲ့ဘူးပေါ့နော်တန်းန်းနေလည်းမရှိခဲ့သလိုကို့အရင်ပြောပြတဲ့လူလည်းမရှိဘူးကို့ဘက်ကို create လုပ်ရတယ်ကို့ဘက်ကိုဒီ idea တွေကိုယ့်ဘက်ကိုအရှာရပါတော့အကြောင်းအရာတွေအဲ့လိုမျိုး content တွေအဲ့လိုမျိုးလုပ်မယ်ဆိုရင်ပေါ့နော်အခုလဲ content တွေလုပ်မယ်ဆိုရင်အရန်လွယ်သွားပြီပေါ့နော်အဲ့တော့ကကျွန်တော်တို့ကအခု ဒီ creator ဘဝတွေကိုဝင်လာမယ်ဆိုရင် creator light တွေကိုဝင်မယ်ဆိုရင်တော့ကျွန်တော်တို့ပထမဆုံးမစဉ်းစားရမှာကပတ်စံဘလောက်ရတယ်ဆိုပြီးတော့မှစဉ်းစားပြီးဝင်မလာပါနဲ့အဲ့တော့လောဆယ်ကျွန်တော်ဆာလွန်ရင်စမယ်0ကနေစမယ်ဆိုရင်ကျွန်တော်တို့ခေါင်းထဲကိုပတ်စံဘလောက်ရမလဲဆိုတာကြီးတွေးပြီးဝင်မလာနဲ့လောဆယ်အော်ငါဘီရိုတွေလောက်အောင်မယ်ငါကွန်နက်တွေကောင်းအောင်လောက်အောင်မယ်ငါဘီရိုတွေဘလို့ကောင်းအောင်လောက်အောင်မလဲဆိုတာကိုပဲခေါင်းထဲမှာစဉ်းစားပြီးတော့မှဒီလောကတွေကိုဝင်လာပါ အဲ့တော့ကအဲ့လိုမျိုးဝင်လာဘူးအဲ့လိုမျိုးစိတ်နဲ့ဝင်လာဘူးပတ်စံကြီးတစ်ခုတည်းနဲ့ပတ်စံအရန်ရခြင်းလို့ဆိုပြီးတော့မှစိတ်နဲ့ဝင်လာမယ်ဆိုရင်တော့ channel ပဲဖြစ်ဖြစ် blog ပဲဖြစ်ဖြစ် fade တော့မှာဖြစ်ပါတယ်အဲ့တော့က blue ပဲဖြစ်ဖြစ်ပတ်စံကတော့လိုချင်ကြတာပဲကျွန်တော်လည်းလိုချင်တယ်အခုနားတောင်တဲ့လူလည်းလိုချင်ပါပဲအခုဒီ club ကို join တဲ့လူလည်းလိုချင်ပါပဲပတ်စံကတော့လူတိုင်းကြိုက်တာပဲကျွန်တော်လည်းကြိုက်တယ်အခုနားထောင်နေတဲ့လူလည်းကြိုက်ပါပဲလူတိုင်းလူတိုင်းကြိုက်ပါတယ်အဲ့တော့ကကျွန်တော်တို့အခု ်ခရီတာတွေလုတ်တယ်ခရီတာတွေလုတ်တယ်နော်အဲ့တော့ခရီတာလုတ်ပြီးတော့မှကျွန်တော်ဆက်စားဦးဆုံးမှဘဒူးမှမှပတ်စံမရပါဘူးအဲ့တော့နောက်ပိုင်းနောက်ပိုင်းမှကိုလုံရင်းလုံရင်းနဲ့ပဲကိုရဲ့ဒီဗီဒီယိုတွေကောင်းလာမယ်ကိုရဲ့ creation တွေကောင်းလာမယ်ဆိုရင်ကျွန်တော်တို့ပတ်စံဆိုတာကအနောက်မှာသူ့ဘာသူတဖြည်းဖြည်းနဲ့လိုက်လာမှာဖြစ်ပါတယ်အဲ့ဒီစကားကိုတရားနားလည်မယ်လို့ထင်ပါတယ်အားကြောင့်မို့ကျွန်တော်တို့ကဒီ club ကို join နေသူတွေမြစ်တာရက်ခံကျင်တာကပတ်စံကိုခေါင်းထဲမှာလောလောဆယ် creator ဘွားအစမှာထုတ်ထားပါကို အလုတ်တစ်ပတ်ရှိရဲကိုအားလက်ချိန်မှာ creator လုတ်တဲ့ site job အနေနဲ့လုတ်ပြီးတော့ creator ဘွားတွေကိုဝင်လာပါအဲ့လိုဆိုရင်တော့ကျွန်တော်တို့ပူပြီးအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့နေချင်းညာချင်းပောက်သွားတယ်နေချင်းညာချင်း အောင်မြင်သွားတဲ့ youtuber တွေ creator တွေမရှိပါဘူးဘဝမှာအခုနာမည်ကြီးနေတဲ့ဒီအလွမ်းပိုင်ပညာတို့ကျွန်တော်တို့ဒီ tph lash တို့ကျွန်တော်တို့ဒီ ကျွန်တော်ဒီတက်လောက်ကမှာနာမည်ကြီးဒီပေးလဲဆိုပါတော့လဲအဲ့လိုပဲဗောနော်သူတို့ကလည်းအဲ့လိုပဲဘောကအစခဲ့တာပဲဗောနော်အဲ့တော့မှစာလုံးရင်စရတယ်သူစစတော့မှ view တွေမရှိဘူး follower တွေမရှိဘူးဒီလိုပဲကျွန်တော်ရုံးကန်ရတာဗောနော်အဲ့တော့စလုံးတဲ့အချိန်မှာတာထွက်ကအရန်ရေးကြည့်ပါတယ်တာထွက်ကောင်းဖို့လိုပါတယ်အဲ့ဒါဒါကျွန်တော်ပထမဆုံးပြောချင်တဲ့ဇာတ်လေးပါအရန်အရန်ကဲအဲ့လောက်ဆိုရင်တော့နားလေသဘောပေါက်လောက်ပဲလို့ထင်ပါတယ် creator တွေလုံးမဲ့သူတွေအကုန်လုံးကိုကျွန်တော် စကားလက်ဆောင်လေးပေးရပါတော့။အဲ့တော့ခရီးတာဘွားအစကဘယ်လိုလဲဆိုတာကိုသိသိချင်းလို့ပါ။အဲ့တော့ကကျွန်တော်ပြောတဲ့အချက်တွေကတကယ်အသုံးဝင်မယ်လို့တော့ထင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ပြောပြချင်တာရှိပါတယ်။အဲ့တော့မြန်မာနိုင်ငံမှာကကျောင်းမှာပဲဖြစ်ဖြစ်အပြင်သင်တန်းကျောင်းမှာပဲဖြစ်ဖြစ်အွန်လိုင်းကလပ်မှာပဲဖြစ်ဖြစ်ပေါ့နော်။တက်ပြီးသွားလို့ရှင်တင်တဲ့လူကဘာတွေပြောကြလဲဆိုတော့သင်တန်းသားတွေကဘာတွေပြောကြလဲဆိုတော့တခုရှိပါတယ်အဲ့ဒါဟာဒီတင်နှံ့ကောင်းလားမကောင်းဘူးပတ်စံပေးရပြီးတော့တက်လည်းမတက်ဘူးလေအဲ့လိုတော့ပြောကြပါပဲဗောနော် တကယ်ကြီးအဲ့တင်နဲ့သွားကြည့်တော့အဲ့တင်နဲ့စဉ်းစားလေလူတွေတချို့ကတက်ကြတယ်တချို့ကမတက်ကြဘူးဘာဖြစ်လို့လဲတခုပဲရှိပါတယ်ဘယ်တင်နဲ့မတက်တက်နော်ပတ်စံပေးရတာပဲဖြစ်ဖြစ်မပေးရတာပဲဖြစ်ဖြစ်ကိုတက်လိုက်ရင်ကိုလေးလာကိုလေးလာမှကိုတကယ်စိတ်ဝင်စားမှဘယ်တင်နဲ့မဆိုဘောနော်အဲ့တော့ကိုလေးလာမှ ကိုကိုရိုင်ကဘဒူပဲတင်ဘယ်တင်နှမ်းမှာပဲတက်တက်ပေါ့နော်ပစံပေးရပါပြည့်ပြည့်မပေးရတာပဲပြည့်ပြည့်ကိုကိုရိုင်တကယ်တင်ချင်းစိတ်စီမှာကိုကိုရိုင်တကယ်လေးလာမှသာကိုတက်မှာဖြစ်ပါတယ်အဲ့တော့ကကိုတက်တာမတက်တာကတင်နှမ်းကြောင်းနဲ့မဆိုင်ပါဘူး online class နဲ့မဆိုင်ပါဘူးအတိတ်ကကိုကိုရိုင်လေးလာလိုက်စားစိတ်ဝင်စားမှသာကိုတက်မြောက်မှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအချက်အနေနဲ့အဲ့ဒါလေးပြောချင်တာပါအဲ့တော့ကျွန်တော်ရှိမှာတင်တာပဲဖြစ်ဖြစ်ဘဒုရှိမှာပဲတင်တင်ပါ level ကြီး influencer မှာပဲတင်တင်အဲ့တော့ကကိုကတကယ်စိတ်ဝင်စားကြီးကိုကတကယ်လေ့လာသင်ယူမှလား ိုကတကယ်တတ်မှာဖြစ်ပါတယ်အဲ့ဒါလေးကျွန်တော်နောက်ဆုံးချက်အနေနဲ့ပြောပြခြင်းပါတယ်အကျေးဇူးများကြီးတင်ပါတယ်